ဝမ်းချမ်းပြန်ရှင်မောပွဲဦးထွန်းလောင်တော်မဲအထက်ဗမာပြည်သားလေးစိတ်လုံးချုံဆိုတော့ဘာတူလဲပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင်ကြော်ကြမ်း MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရီ မကြသေးခင်တော့ကိုဖြိုးဝေကနေသူရဲ့ Facebook ကောက်မှာလာမဲ့ပွဲမှာတပ်ပမာပြီးရိုရလဝိတ်ကျော်ရဲ့ပွဲဦးတွင်းနဲ့တူပွဲထွက်ပြီးအားပေးကြပါအောင်ဆိုပြီးတင်လာခဲ့ပါရယ်ဒီအချိန်မှာရိုရလဝိတ်ပြည်သက်တွေကလည်းမန္တလာသောကြော်စော်ဝင်ဖြစ်နိုင်နေဆိုပြီးခံမှန်းတုံသက်ခဲ့ကြပါရယ်ကြော်စော်ဝင်ကိုရိုင်းကလည်းလက်ရှိချိန်မှာပွဲဝေးနေသလို Fatus ပေါင်းပြီးဝစ်ပြီးလေ့ကျင့်နေတဲ့ဓာတ်ပုံဗီဒီယိုဖိုင်တွေတက်လာခဲ့တာကြောင့်သူ့ကိုထင်မှတ်နေကြတာအမှားတော့မဟုတ်ပါဘူးအခုတော့ဝမ်းချန်ပြန်ရှင်ပေါင်းကိုဖြိုးဝေပွဲထုံးမဲ့အတက်ပမာပြီးလဝိတ် ွေးကျော်ကိုဝမ်ဘက်ကနေတရားဝင်ကြေညာလိုက်ပြီးဖြစ်ပါရီသူကတော့စိန်လုံးချောပဲဖြစ်ပါရီစိန်လုံးချောဟာလာမယ့်မေလာနေ့ရက်နေ့မှာကျင်းပမဲ့1 Friday Fight 1ကိုစပါ Time Fighter Rockset နဲ့ထိုးသက်သွားရမှာဖြစ်ပါရီ ရောဆတ်ဆန်ဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတွင်မှကျင်းပခဲ့တဲ့ One Friday Fight 80စစ်မှာစတင်ပေါ်ထွက်လာခဲ့တာဖြစ်ပြီးနိုင်ငံတူ Fighter Single Moringo Split Decision နဲ့အနိုင်ရရှိထားသူဖြစ်ပါရယ်။ရောဆတ်ဆန်ကအသက်16နှစ်ရွယ်သာရှိသေးပြီးအသက်9ပေ10လက်မဝန်းကျင်ရှိပါရယ်။သူတို့နှစ်ဦးစုံတဲ့ပွဲတော်က134ပေါင်ခန့်ရွှေ့တန်းမှာထိုးသက်ခဲ့တာကြောင့်ဒီတစ်ခေါက်စိန်လုံးချောင်းနဲ့ပွဲဟာဗန်တန်ဝိတ်တန်ဖြစ်ဖို့များနေပါရယ်။စိန်လုံးချောင်းဟာလာလရှိတဲ့လူငယ်မျိုးဆက်တဲ့ကစားသမားတယောက်ဖြစ်ပါရယ်။ငယ်စဉ်ကလေးကလဝိတ်လောက ယ်ကိုဝင်ရောက်လာခဲ့တဲ့စိတ်လုံးချော့ကလက်ရှိချိန်ထိဆိုရင်ပွဲပေါင်း90ကြော်ထိုးသက်ထားခဲ့ပြီးဖြစ်ပါရယ် အသက်ကိုနှစ်အရွယ်မှကလေးကကျောင်းကားလုပ်တဲ့လဝိတ်ပေါ်မှာဝင်ရောက်ထိုးတဲ့ရင်တောင်းမဲ့မိခဲ့တရရဲ့ဖြစ်နေတဲ့စိတ်လုံးချုံဟောင်းအခုဆိုရင်တော့ရှိန်ဟုံနဲ့တောက်လောင်လာတော့မဲ့မိတော့ကြီးတစ်ဖွဲဖြစ်လာနေပါပြီစိတ်လုံးချုံတော့မိသားစုဟောင်းဆင်ပြေတဲ့မိသားစုတော့မဟုတ်ပါဘူးစာဝတ်နေရေးအတွက်ကိုတော့မှအနိုင်နိုင်နဲ့ယုံကဲ့နေရတာကြောင့်စိတ်လုံးချုံဝါသနာပါတဲ့လဝိတ်နဲ့ပတ်သက်ပြီးသူ့အင်္ဂါသေးချလေးပံပိုးပေးနိုင်တာမျိုးတွေမရှိခဲ့ပါဘူးတကယ်လို့မျိုးနဲ့စင်နေတိုင်းစင်တွေမှာထိုးရလို့နေကိုထွက်ရပြီဆိုရင်တော့မှစိတ်လုံးချုံတို့စီမှာကောင်းနေတော့ ကာကောက်မတက်နိုင်ခဲ့ပါဘူး။သူ့ရဲ့ဖေကတော့ကိုရိုင်းစိန်လုံးချုပ်ကိုစပိန်နဲ့လိုက်ဖို့ပေးရတဲ့အချိန်သူတို့မိသားစုကခက်ခဲတွေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါရယ်။ဒါကြောင့်လည်းစိန်လုံးချုပ်ဟာဘွားတော်လေးနာခဲ့တယ်လို့ဆိုရမှာဖြစ်ပါရယ်။ ဒီလိုမွားနာခဲ့လို့လဲရသမျခွင့်ရေးတိုင်းကိုအကောင်းဆုံးသုံးချပြီးတစင်ချင်းစီတက်လန်းလာခဲ့တာဖြစ်ပါရယ်စေလုံးချောဟာပြည်ရင်ပွဲရီမောင်မိုတာအောင်တွေ့တက်မောင်စောမင်းနိုင်မင်းကျော်စားတို့လိုဖိုက်တာတွေနဲ့ထိုးတက်ခဲ့ဘူးတာကြောင့်တွေ့ကြုံကတော့အထိုက်လျောက်ရှိတယ်လို့သုံးသပ်ရမှာဖြစ်ပါရယ်ဒါပေမဲ့လည်းဝမ်ချန်ပြန်ရှင်မောင်ဝင်ရောက်ထိုးတက်ဖို့အထိဆိုရင်တော့သူ့အတွက်အနေငယ်စောလုံးသေးတယ်လို့ယူဆမိပါရယ်ဒါကလည်းစေလုံးချောရဲ့ဆန်းဆောင်ရေးကိုအထင်သေးလို့ပြောဆိုတာမျိုးမဟုတ်ပဲသူ့အနေနဲ့ပြည်ရင်မောင်အနေတော်တစ်ခုမှတော့မရည်တည်နိုင်သေးပဲဝမ် မှသွားထုတ်မယ်ဆိုတာကအနေအများလုံးပါတယ်ခုနောက်ပိုင်းမြန်မာဖိုက်တာတွေကပြည်ရင်းမှာထိုးကြေးနေနေလေးနဲ့ပွဲထုတ်ဖို့တန်းဝမ်ချန်ပီယံရှစ်ကိုသွားထုတ်ဖို့စဉ်းစားနေကြပါတယ်ဒါဟာလေသူတို့မာတော့မဟုတ်ပါဘူးမျိုးဆက်တဲ့လဝိတ်ကျော်ရင်းနေနဲ့ပြည်တွင်းပွဲတွေမှာရတဲ့၃လေးပွဲထိုးကြေးဟာဝမ်မှရတဲ့တပွဲစာထိုးကြေးလောက်မရှိတာမို့ဒီလိုဆုံးဖြတ်တာကိုနားလည်ပါတယ်ဒါပေမဲ့လည်းကို့မှာပညာရေးမပြေဝသေးပဲသွားထုတ်ပြီးရလမကောင်းလှပဲပြန်လာခဲ့ရမယ်ဆိုရင်တော့ထိုးတိုင်းရှုံးဆိုတဲ့တန်ကြာတွေကနေထွက်လာနိုင်မှာမဟုတ်ပါဘူးဘာပဲဖြစ်ဖြစ်ပါမြန်မာပြည် သက်တွေကိုအားပေးရမှာကတော့မြမရွရလဝိပဝန္ဒနာရှင်များရဲ့တာဝန်ပဲဖြစ်ပါရယ်ဒါကြောင့်လေဒီတစ်ခေါက်မှာစိန်လုံးချောတယောက်ရလက်ကောင်းတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့မှလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေရှင်။